အားလုံးအဆင်ပြေကြရလားဗျအမေရိကန်တရုတ်တို့ရဲ့ကုန်သွယ်ရေးစစ်ပွဲကခုအမြင့်ဆုံးအချိန်ကိုရောက်နေပါပြီဆိုတော့ဒီကြားထဲမှာတော့ကျွန်တော်ကမ္ဘာသတင်းတွေခဏရပ်ထားခဲ့တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီစကိုင်းနေပြည်တော်မန္တလေးပေါ့နော်။စကိုင်းငလျင်ပါ။စကိုင်းငလျင်လှုပ်တဲ့အတွက်ကြောင့်မလို့ဒီလူပေါင်းများစွာဒုက္ခရောက်တယ်ပြီးတော့တေကြီးပြစ်စီရတယ်ပေါ့နော်။ဒီအတွက်ကြောင့်မလို့ကျွန်တော်ကြားထဲမှာကူညီနေတာလည်းရှိတယ်။နောက်ပြီးဒီဟာနဲ့ပတ်သက်ပြီးတော့သတင်းတွေလိုက်တယ်အင်တာဗျူးတွေလုပ်တယ်ပေါ့။ဒီဒါကြောင့်မလို့ကျွန်တော်ကမ္ဘာသတင်းတွေနဲ့ပတ်သက်ပြီးတော့ခဏလေး နားနားခဲ့တာပါဆိုတော့ဒီကြားထဲမှာဒီကျွန်တော်ကိုဒီ Hamas အကြောင်းနောက်ပြီးတော့ Israel ဘာတွေဖြစ်နေပြီလဲနောက်ခုကုံတွေစစ်ပွဲတွေအကြောင်းကိုပြောဖို့ဆိုပြီးတော့ဘာပြောကြတယ်မိတ်ဆွေတွေလည်းအများကြီးရှိပါတယ်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီငလင်အကြောင်းမလို့ကျွန်တော်ခဏရက်ခဲရတာပေါ့နော်ဆိုတော့အာအခုလောလောဆယ်မှာဒီအခုရှီကျင်းပြင်းတဲ့ Trump နဲ့ရှီကျင်းပြင်းတဲ့ Trump နဲ့အပြန်အလှန်အဲတရုတ်နဲ့ American နဲ့အပြန်အလှန်သူတို့အခေါ်တော့ dead for dead ပေါ့နော်ဒီပါကိုက်နားကိုက်သူတပြန်ကိုတပြန် ဒီကုံတော်ရေးစပွဲကတော့အမြင့်ဆုံးအချိန်ကိုရောက်နေပြီပေါ့နော်ဆိုတော့ဒီကြားထဲမှာဖြစ်ဖြစ်သွားတာတွေကတော့အများကြီးရှိတယ်ကျွန်တော်တို့ကျွန်တော်ပြီးခဲ့တဲ့ဒီဗီဒီယိုတွေမှာတော့ကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့နော်အဲ့ဒါက April ဒီ April လာမယ့်2ရက်နေမှာဒါဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဗီဒီယိုတွေနှစ်ခုသုံးခုရှိပါတယ်ဆိုတော့ April 2ရက်နေကတော့ပြီးခဲ့ပြီပေါ့နော်ဆိုတော့အခုတလောဆယ်အဲဘာတွေဖြစ်နေပြီလဲဆိုတော့မနေ့ကပဲနောက်ဆုံးဖြစ်ခဲ့တာပေါ့နော်အဲ့ဒါကအာဘာလဲဆိုတော့ Trump ကအမြင့်ဆုံး ဒီသူဒီသမရအမေရိကန်သမရတက်တန်းတွေကြားထဲမှာဆိုရင်အမြင့်ဆုံးပမာဏအထိကိုတရုတ်ကသွင်းတဲ့သွင်းကုန် တွေအပေါ်မှာဒီအခွန်စီးကြလိုက်တဲ့ကိစ္စပေါ့ဆိုတော့ဒီကြားထဲမှာအများကြီးဖြစ်သွားတာတွေကတော့အများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်ဒီတရုတ်နဲ့အမေရိကန်ကြားထဲကဒီကုံတော်ရေးစပွဲကိုပဲအထူးဟိုဂယုပြုပြီးတော့ကျွန်တော်တို့ဟိုအသေးစိတ်ပြောကြအောင်ပေါ့နော်ဆိုတော့ကျွန်တော်ဒီကြောင်းကိုလေ့လာကြည့်အောင်ပါ ကျွန်တော်တို့ပြီးခဲ့တဲ့တနေ့ကဒီတောက်ကြံလေးနဲ့မနေ့ကစနေနေ့မှာပေါ့နော်အမေရိကန်ရဲ့ဒီမျိုးကြီးတွေမှာဘာဖြစ်နေတယ်ဆိုတော့ဒီတချို့အကြောင်းသားမိဘတွေကသူတို့ကြောင်းသူတို့သူတို့သားသမီးတွေအတွက်လာမယ့် Christmas အတွက်တောင်မှပစ္စည်းတွေကြိုဝယ်နေကြပြီဆိုပြီးတော့ပြောကြတာပါဘာဘယ်လိုပစ္စည်းတွေလဲဆိုတော့ Made in China ဘာတွေအဓိကဘာပါတယ်လဲဆိုတော့ iPhone ပေါ့နော်ဆိုတော့ iPhone ကအာဒီ design in California made in China California မှာ design လုပ်တယ်အဲတေးုံမှာလုတ်တယ်ပေါ့နော်တေးုံမှာထုတ်တယ်ထုတ်လုပ်တယ်ဒီပစ္စည်းတွေကသူကအမေရိကန်ကိုပြန်သွင်းရတာဖြစ်တယ် တော့အခုဒီ Trump လုပ်နေတဲ့အဲလမ်းကြောင်းကကြတော့ဒီပစ္စည်းတွေမှပစ္စည်းတရုတ်မှာထုတ်တယ်မက္ဆီကိုမှာထုတ်တယ်ကနေဒါမှာထုတ်တယ်ဒီပစ္စည်းတွေအကုန်လုံးကအမေရိကမှာထုတ်ရအောင်လုပ်နေတာပေါ့နော်ဆိုတော့အခုလူတွေကဘာစိုးရိမ်နေကြတယ်လဲဆိုတော့အမေရိကမှာနေတဲ့လူတွေကဘာစိုးရိမ်ကြတယ်လဲဆိုတော့ဒီပစ္စည်းတွေဒီတရုတ်မှာထုတ်တဲ့အခု iPhone ဟာတကယ်လို့အမေရိကတက်ကိုသာပြောင်းထုတ်မယ်ဆိုလို့ရှိရင်လက်ရှိရနေတဲ့ဈေးထက်နှစ်ဆလောက်တက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့အခုလက်ရှိရနေတဲ့ဈေးနဲ့အဲတန်အောင်ခဏဝယ်ထားကြမယ်ဝယ်စုထားမယ်ဆိုပြီးတော့ ဝယ်နေကြတာဒါပြီးခဲ့တဲ့တောက်ကြနေကလည်းမနေ့ကစနေနေ့မှာဖြစ်နေတာဒီ iPhone မဲ့တော့ဆိုမဟုတ်သေးဘူးနောက်အမရဒီတရုတ်ကနေထုတ်တဲ့ဒီကားဒါကားပစ္စည်းတွေပေါ့နော်အများဆုံးကဘာပါလဲဆိုကားထိုင်ကုန်တွေပါတယ်နောက်တစ်ခုဘာပါသေးလဲဆိုတော့ဒီကားဘိန်းဘိန်းတွေပါတယ်ပေါ့နော်ကျွန်တော်ဒါတွေတချို့ဝယ်စုနေကြလို့ပြောတယ်တစ်ချိန်ချိန်မှာဈေးတက်လာနေတာကျွန်တော်ဘာလို့လဲဆိုဒီအမေရိကန်မှာရှိတဲ့ Costco တို့ Target ကိုတကယ်ဒီကုန်တိုက်ကြီးတွေပေါ့နော်လက်လီလက်ကဝယ်လို့ရတဲ့ကုန်တိုက်ကြီးတွေဝင်သွားလိုက်လို့ရှိရင်အများစုကဒီ made in china ပစ္စည်းတွေကြီးပဲ ကျွန်တော်အခုတရုတ်ကောက်ဝင်လာတဲ့ပစ္စည်းတွေအကုန်လုံးကိုအကုန်လုံးကိုပေါ့နော်အာတချို့ဟာတွေတော့မပါတာရှိတယ်ဥပမာကလေးရုပ်ပြစာအုပ်တွေပေါ့မပါတာရှိတယ်အခုဒါကိုအခွန်စီးကြလိုက်တော့ပုံမှန်စင်းတို့ထက်နှစ်ဆလောက်ထပ်ပေးရမှာတော့မာရီဖြစ်သွားတာပေါ့နော်ကျော်ဒီမှာကျွန်တော်တို့တရုတ်ကသွင်းတဲ့အများဆုံးသွင်းတဲ့ပစ္စည်းတချို့ကိုကျွန်တော်တို့နည်းနည်းစရင်းအရာကြည့်အောင်ပါကျွန်တော်ဒီမှာဘာပါတယ်လဲဆိုတော့ပထမဦးဆုံးသူတို့အများဆုံးတင်သွင်းတာလည်းဖြစ်တယ်ပြီးတော့အခွန်ပမာဏအများဆုံးစီးကြက်လိုက်တာလည်းပါတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ ဈေးထိုးပြွတ်နေဈေးထိုးအပ်ပေါ့နော်အဲဈေးထိုးအပ်တွေပါတယ်ပြီးတော့ဖုန်းထုတ်တာမှာအဓိကတုံနေဒီပြန်အားအပြန်သွင်းလို့ရတဲ့ဘက်ထရီပေါ့နော်ဘက်ထရီတွေပါတယ်သိုးမွေးဆွဲတာတွေပါတယ်ပြီးတော့ဒီပလတ်စတစ်ခွက်တွေပလတ်စတစ်ပကံတွေပေါ့နော်ပါတယ်ပေါမုံမီးခင်စက်တွေပါတယ်လျှက်စကားပါတယ်နောက်ကလေးကစားစရာပစ္စည်းတွေပါတယ်နောက်ဗီတာမင်စီဆေးပြားတွေပါတယ်နောက်ပြီးတော့အပူခံနဲ့ဒီအလူမီနီယံပြားပေါ့နော်အလူမီနီယံပြားတွေပါတယ်ကားဘိန်းတွေပါတယ်ကျွန်တော်ခုနကပြောခဲ့တယ်နောက်စီမီကွန်တက်တာတွေပေါ့နော် ါတယ်။နောက်တန်ထည်ပစ္စည်းတွေအနောက်တစ်ခုကကျတော့ကားတကားပတ်တာပြီးတော့ laptop ကွန်ပျူတာတွေပါတယ်။ဒီဟာမှာတချို့ကိစ္စတွေကတော့ချွင်းချင်ရှိတယ်ပေါ့နော်။ဆိုတော့ဒီမှာကျွန်တော်တို့ဟိုကုံသွဲခွန်စီးကြက်မှုဒီအမြင့်ဆုံးတိုးလိုက်တဲ့ထဲမှာပါပါတယ်ဆိုတော့ C2 and C2 ပြုံးကအမြင့်ဆုံးနေမှာပါတယ်။ဘလောက်ရာခိုင်နှုန်းလဲဆိုတော့145ရာခိုင်နှုန်းတော့ရှိပုံမှန်တက်ပို့ပြီးတော့အများကြီးတင်လိုက်တရာခိုင်နှုန်းမို့200ရာခိုင်နှုန်း145ရာခိုင်နှုန်းတင်လိုက်တာပေါ့နော်။ဆိုတော့ဘာကြောင့်လဲပို့ဒီ C2 and C2 ပြုံးတစ်ခုတည်းပေါ်မှာဒီလောက်ထိဘာလို့ တင်ရတာလဲဆိုတော့ပထမဦးဆုံးအကြောင်းပြချက်ကတော့ made in china ဒီ sale up တွေကိုမသွင်းစေချင်လို့ပေါ့နော်ပြည်တွင်းမှာဒီ made in usa ပစ္စည်းတွေကိုပိုသုံးစေချင်လို့ပေါ့ဆိုတော့ဒီမှာဒီမှာကြည့်ကြည့်ကြရှိတာက245ရာခိုင်နှုန်းထိတောင်ဘယ်တော့ဘာလို့တင်ရတာလဲဒါကအခု trump ကအခုမှလောက်တာလို့မဟုတ်သူပထမအချိန်တမရဖြစ်တော့ကလည်းတခါတင်ခဲ့ဖို့တည်တယ်ပြီးတော့ဂျားမှာ biden လက်ထက်တုန်းကလည်းဒီ sale up တွေ sale up ပြောင်းနေတဲ့ပတ်သက်လို့ထပ်တင်ဖို့တည်တယ်ဒီအခွန်အခွန်ပေါ်မှာထပ်တင်ဖို့တည်တယ်ဒါပေမဲ့ အမေရိကန်ဒီဆီလောကမှာအဲ့ဒီ made in china စီတူအန်စီတူပြုံအခုချိန်အထိဒီ made in usa ပစ္စည်းတွေပို့သုံးနေတော့မှာဘာလို့လဲပေါ့နော်ကျွန်တော်တို့ဒီမှာအသေးစိတ်ကြည့်လို့ရပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့အခုမြင်ရတာကဒီအခု trump အခွန်စီးမကြက်ခင်ကဇင်းနှုံးနေပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့မြင်မြင်လိုက်မယ် made in china စီတူပြုံတစ်ခုကိုဇင်းနှုံးက3.3938ကျပ်ကနေပြီးဒေါ်လာပေါ့နော်ကျပ်ကနေပြီး3.3395အထိပဲကျပါတယ်ဆိုတော့အဲ့ဒီတစ်ချိန်ထဲမှာအဲ့ဒီပစ္စည်းကိုပဲ made in USA ဆိုလို့ရှိရင်သူကသူညတသမ30ပြား30နဲ့အာတကြဒေါ်လာတကြတိကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့ကတခုချင်းကြည့်လိုက်ရင်တော့မသိတာပဲမြဲဒီဟာတွေကတခုချင်းတော့သိတာပါလေဒါပေမဲ့သူကတိမ့်ချီတိမ့်တန်းချီပြီးတော့ဒီပစ္စည်းတွေကိုမှာကြည့်လို့ရှိရင်ဒေါ်လာကမီလီယံချီပြီးဈေးကွာသွားမှာဆိုတော့ဘယ်သူကဒီ made in USA ကိုတုံးတော့မလဲသူအများကြီးဈေးကွာတော့ဆိုတော့ဒါကြောင့်မလို့အခုချိန်ထိကိုဈေးဈေးကွက်ထဲမှာ made in USA ဈေးတိုးအပ်တည်တဲ့ made in China ဈေးတိုးအပ်တည်ကို အခုအချိန်ထိမတုံးနေဆိုတော့ဒါကိုဘယ်လိုမှတိုက်ချင်လို့မရဘူးနော်ဘိုင်ဒန်လည်းလုပ်ခဲ့တယ်အခု Trump လက်ထက်လည်းဆက်လုပ်တယ်ဆိုတော့ဘလောက်ပါဆင်လဲဆိုတော့245ရာခိုင်နှုန်းတော့မှလုပ်ခဲ့တယ်ဆိုတော့အခုဒါ Trump က245ရာခိုင်နှုန်းတင်လိုက်တယ်ပေါ့နော်ဒီ CETO အတေပေါ့မှာဒါတောင်မှအဲ့ဒီဈေးကဒီ Made in USA CETO အတေဈေးထက်ပိုနေနေတယ်ဆိုတော့ CETO ကမှအဲ့ဒီ Made in China ပစ္စည်းတွေကိုဆက်သုံးနေတာအဲအကြောင်းမေတော့မဟုတ်ဘူးပေါ့နော်ဈေးကအများကြီးကျော့နေတာဆိုတော့ နောက်တစ်ခုကျွန်တော်တို့ကြည့်အောင်အဲ့ဒါကဘာလဲဆိုတော့ကလေးကစားစံဖြစ်စီဆိုတော့တရုတ်ကသွင်းတဲ့ကလေးစားဖြစ်စီအမေရိကန်တခုထဲမှာတော့မဟုတ်တကဘာလုံးမှာရှိသမျှအာလို့ပြောပြောရမှာပေါ့နော်တကဘာလုံးမှာရှိသမျှဒီကလေးစားကစားစံပစ္စည်းတိုင်းကမိတင်ချိုင်းနာတယ်ကြီးဆိုတော့အကုန်လုံးနေပါပေါ့နော်ဆိုတော့အခုတရုတ်ကနေတွင်းလာတဲ့မိတင်ချိုင်းနာကလေးကစားပစ္စည်းတွေအပေါ်မှာထရမ့်ကတိုးလိုက်တာ145ရာခိုင်နှုန်း145ရာခိုင်နှုန်းတရာတန်ပစ္စည်းကို145ရာခိုင်နှုန်းထပ်တိုးမယ်ဆိုစဉ်းစားကြည့်ပေါ့နော်အများကြီးဖြစ်သွားမှာ ဆိုတော့တချို့ကဒီမှာကျွန်တော်တို့ဒီအမေရိကန်သတင်းစာတွေကဘယ်လိုတော့ရေးကြတယ်လဲဆိုတော့တော်ယုံမိသားစုတချို့ကပုံမှန်အပြင်ကျွန်တော်တို့ဒီကုံစုံဆိုင်တွေတွားတယ်စူပါမားကတ်တွေတွားတယ်ဆိုကလေးကပစ္စည်းတခုကလေးကစားတခုဝယ်ချင်တယ်ဆိုရင်ပုံမှန်အပြင်ဝယ်ပေးလိုက်လို့ရတယ်ဈေးရောတော့တရုတ်ပစ္စည်းဆိုတော့ပေါချောင်ကောင်းနေပေါ့နော်ဝယ်ပေးလိုက်လို့ရတယ်ဒါပေမဲ့အခုချိန်ကျတော့ပုံမှန်သူတို့ဝယ်နေတဲ့ဈေးက20အဲပေးရတယ်ဆိုလို့ချင်းနောက်ထပ်2ဆလောက်ထပ်တယ်တော့2ဆ9လောက်ထပ်တယ်တော့မှာကျတော့ဝယ်ပေးနိုင်ပါမလားပေါ့နော် ဆိုလိုဆိုလိုချင်တာကတော်ယုံပတ်စံမရှိတဲ့မိသားစုပါကလေးတွေကိုကလေးကစားကြပစ္စည်းတောင်ဝယ်ပေးနိုင်ပါတော့မလားဆိုပြီးတော့တံပရိကန်သတင်းစာတွေကရေးကြတာပေါ့နော်ကျွန်တော်အဲ့ဒီအချိန်တွေတော့တိတ်မကြခင် ရောက်လာနိုင်တယ်လို့တချို့ကသုံးသပ်ကြပါတယ်ဆိုတော့ဒီမှာဟိုထရမ့်ကဘာလို့အဲ့လိုလုပ်နေတာလဲဆိုကျွန်တော်ရှင်းပါတော့နည်းနည်းပြောခဲ့တယ်ပေါ့နော်ဆိုတော့ဒါကဒီ made in china ပစ္စည်းတွေ made in canada ပစ္စည်းတွေ made in mexico ကားတွေဒါတွေကိုအဲ့ဒီနိုင်ငံတွေမှာမလုပ်ဖဲနဲ့ဘာလို့အမေရိကမှာလာမလုပ်ရတာလဲပေါ့နော်ဆိုတော့ ဒီယူဆကိုဒီ Trump အားပေးတဲ့သူတွေ Trump ထောက်ခံတဲ့သူတွေအမေရိကမှာရှိတဲ့လူတွေမကပဲနဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာစာပေပရိသတ်တွေကလည်းဒီယူဆကိုလက်ခံကြတာတွေ့တယ်အဲ့ဒါကဘာလဲဆိုတော့ Trump လုပ်နေတာဟာဒါသူ့နိုင်ငံသားတွေကောင်းကျိုးအတွက်ပဲသူ့နိုင်ငံကောင်းကျိုးအတွက်ပဲဆိုပြီးတော့ပြောကြတယ်မြင်ကြတယ်အယူအဆပေါ့နော်ဘာလဲဆိုတော့တခြားနိုင်ငံကဥပမာကျွန်တော်တို့တရုတ်မှာထုတ်နေတဲ့ Apple အဲထုတ်လုပ်တဲ့စက်ရုံကိုအမေရိကမှာလာတာလည်းပြီးရောမဟုတ်လားအမေရိကအမေရိကန်အမေရိကန်မှာရှိတဲ့လူတွေအလုပ်ကြတယ်မဟုတ်လားလို့တွေးကြတာမျိုးပေါ့ တို့ဒါမျိုးကိုတချို့လဲအာမြင်ကြတာဗောနော်တို့အကုန်လုံးအမေရိကကိုရွှေ့လာခဲ့ကြအမေရိကမှာလောက်လို့ရှိရင် အမေရိကလူတွေအလုပ်ပို့ရလာမှာဗောနော်ဒီလိုတွေးကြတာဗောတို့ဒီဟာကမှန်သလားဗောနော်အဲ့ဒီအဲ့ဒီတွေးခေါ်ပုံကမှန်သလားကျွန်တော်တို့နည်းနည်းကြည့်ရအောင်ဗောတို့အခုချိန်ထိဒီတကယ်နိုဘယ်ဆုရတဲ့စီးပွားရေးပညာရှင်တွေနောက်ပြီးတော့တမိုင်းဒီဒီစီးပွားရေးပမောက္ခါတွေဗောနော်တို့တကပြောကြတာကအဲ့လောက်ထိတော့မလွယ်ဘူးဗောနော်ဆိုတော့ကျွန်တော်တို့ဒီဒီအကြောင်းကိုနည်းနည်းလေးကြည့်အောင်ဗောဆိုတော့ဒီမှာဟို မရိကန်နိုင်ငံထဲမှာပဲမထုတ်ပေးနဲ့တခြားနိုင်ငံမှာဘာလို့ထုတ်ရလဲဆိုပထမအဆုံးတစ်ချက်ကအရင်တော့ကပြီးခဲ့တဲ့10နှစ်လောက်ကာလအထိပေါ့နော်အဲ့လောက်ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပထမအဆုံးတစ်ချက်ကတော့ဒါလုံးလုံးအားခဈေးပေါ်တာကျွန်တော်တို့အခုကျွန်တော်တို့တကယ် fashion brand တွေ Zara တို့ဒါ H&M တို့ကြည့်ရလို့ရှိရင် made in Myanmar တို့ made in Bangladesh တို့ made in Vietnam တို့ made in Turkey တို့ပေါ့နော်ဒါမျိုးတွေရှိတယ်အဲအရင်တော့ကဆို made in China အဲ့လိုမျိုးတွေရှိတယ်ဘာလို့လဲဆိုတော့လုံးအားခဈေးလျော်တာမို့လို့ဆိုတော့အဲ့နိုင်ငံတွေမှာက အာဆက်ချုပ်တယ်ဒီဇိုင်းဒီဇိုင်းတွေကိုအမေရိကန်မှာထိုင်တယ်ပြီးတော့အဲ့ဒီနိုင်ငံမှာချုပ်တယ်ချုပ်ပြီးပြန်သွင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့လောကဈေးရောတာပေါ့ဒါပေမဲ့အခုကအခုလောလောဆယ်ရောက်နေတဲ့ကာလကအဲ့ဒီပုံစံမျိုးမဟုတ်တော့ဘူးဆိုပြီးတော့ပြောကြတာပေါ့ဘာလို့လဲဆိုတော့အရင်ကတော့ဟုတ်တယ်လောကဈေးရောတာမို့လို့ဆိုပြီးတော့တရုတ်ကိုလည်းယူတယ်တရုတ်မှာလူကြီးတွေလည်းများတော့ဒါပေမဲ့အခုတရုတ်ကအဲ့ဒီပုံစံမဟုတ်တော့ဘဲနဲ့သူကအာဒီကျွမ်းကျင်လုပ်သားကတရုတ်မှာပဲရှိတယ်လို့ပြောတယ်ကျွမ်းကျင်လုပ်သားဆိုတော့အခုနကပြောတဲ့ လောက်အခဈေးပေါ်လို့ဆိုတာမျိုးနေတော့မဟုတ်တော့ဘဲနဲ့သူကတကယ်ကျွမ်းကျင်တဲ့အလုပ်သမားတွေကတရုတ်မှာပဲများတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီတရုတ်မှာဒီအသက်မွေးဝမ်းကြောင်းဆိုင်ရာကျွမ်းကျင်မှုကတရုတ်မှာပုံများတယ်ဆိုပြီးပြောကြတယ်ပေါ့နော်။ဆိုတော့ဒီအကြောင်းကိုအဓိကပြောရတဲ့သူကတခြားလို့မဟုတ်ဘူး။ Apple CEO ပေါ့နော် Tim Cook ပြောတာ။ဆိုတော့ तू ပြီးခဲ့တဲ့ခုနှစ်လောက်က तू ပြောခဲ့တဲ့အကြောင်းအရာတစ်ခုရှိပါတယ်။အဲ့ဒါတွေကျွန်တော်တို့ပြန်ကြည့်အောင်။ And the tooling skill is very deep here. You know, in, in, the US, you could have a meeting of tooling engineers, and I'm not sure we could fill the room. In China, you could fill multiple football fields. <laughs> it's that vocational, vocational expertise is very deep, very, very deep here. ဆိုတော့ကျွန်တော်တို့ခုနကကြည့်ခဲ့ရတာကဒါ Apple ဒီ iPhone ထုတ်တဲ့ company Apple ရဲ့ CEO ကို Tim Cook ပြောခဲ့တာပေါ့။ဒါလွန်ခဲ့တဲ့9နှစ်လောက်ကသူပြောခဲ့တဲ့ဇာတ်ကားပါ။ဆိုတော့အခုအချိန်မှာတော့ဒီတရုတ်က ိုက်ထက်ပို့ပြီးတော့အများကြီးပို့ကောင်းနေပါပြီဆိုတော့သူပြောသွားတာတဲမှာဆိုတော့အများကြီးရှိတယ်ဗောနော်တချို့ကျွန်တော်အဲ့ဒီထဲကတရုတ်နယ်ဆိုင်တဲ့အပိုင်းလေးကိုဖြတ်ပြီးတော့ဟောပြတာပါဆိုတော့သူပြောတာမှာအများကြီးပါတယ်ပါတယ်ဆိုတော့တရုတ်ရဲ့ဒီဒီ tooling engineer လို့ခေါ်တာဗောနော်ဒီကိရိယာဒစာဗလာတက်စင်တဲ့ engineer တွေကအရန်အသေးစိတ်တယ်ပြီးတော့အရန်တိကြတယ်ဗောနော်ဆိုတော့အဲ့ဒါကိုဒီတခြားနိုင်ငံတွေမှာရှာလို့မရနိုင်ဘူးကျတော့ဒါကြောင့်မလို့တရုတ်မှာဒီအရင်တုန်းကလိုမျိုးဟုတ်တယ်လောကကနဲတဲ့အတွက်ကြောင့်မလို့ဒီမှာတော်ပြီးလုပ်တယ်ဆိုမျိုးမဟုတ်တော့ တကယ်ကျွမ်းကျင်နေလို့သားတယ်တရုတ်မှာပဲရှိနေတဲ့အတွက်ကြောင့်မို့လို့ကမ္ဘာကုမ္ပဏီကြီးတွေဟာတရုတ်မှာကုန်ထုတ်လုပ်တဲ့လုပ်ငန်းကိုလုပ်ရတာဆိုပြီးတော့ဒါတင်ကုတ်ကပြောခဲ့တာပေါ့နော်ဆိုတော့ဆိုလိုချင်တာကဟုတ်ပြီ Apple ကိုတရုတ်မှာမထုတ်လို့တော့ဘာနဲ့အမေရိကန်မှာထုတ်မယ်ဆိုအဲ့လူတွေအဲ့လိုလူတွေပုံစံမျိုးအမေရိကန်မှာရှိသလားမရှိဘူးအဲ့ဒါကပြဿနာပေါ့နော်ဒါပထမတစ်ချက်အခုနကကျွန်တော်ပြောခဲ့တာထဲမှာဒါအလုအခါနဲတယ်အရင်တော့ကတော့မဟုတ်တော့ဘူးလို့ပြောပေမဲ့လို့တရုတ်ရဲ့လုအခါနဲ့အခုအမေရိကန်မှာရှိတဲ့သူတွေရဲ့ လောက်အခါနဲ့တွက်လိုက်လို့ရှင်ပြုတ်ကအခုချိန်ထိနဲနေတော့မယ်ဆိုတော့ကျွန်တော်တို့အိန္ဒိယအခုချိန်ထိထုတ်နေတော့မယ်ပေါ့နဲနေတော့မယ်အမေရိကန်နဲ့ရှင်ဆိုတော့ဒီလောက်အခါကဒီပြုတ်ကနေပြီးတော့အမေရိကန်ကိုရွှေ့လိုက်တာနဲ့ပထမဦးဆုံးဒီကျွမ်းကျင်တဲ့လူသမားမရှာရသေးခင်လောက်အခါအရင်ဈေးတက်မှာဆိုတော့အပယ်စင်းတို့ကတကယ်လို့သာလက်ရှိထုတ်နေတဲ့အဲအဲဒီတရုတ်ကနေပြီးတော့အမေရိကန်ကိုရွှေ့လိုက်တယ်နှစ်ဆလောက်ဈေးတက်သွားနိုင်တယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဒီကနေပတ်သက်ပြီးတော့ဒီအမေရိကန်မှာရှိတဲ့တရုတ်တန်ရုံကလည်းပေါ့ သူတို့ Facebook စာမျက်နှာကနေပြီးတော့အခုကာတွန်းတစ်ခုနဲ့လောင်ပြောင်ထားပါသေးတယ်။ဆိုတော့ဒီလိုကိစ္စမျိုးတွေကြောင့်မလို့လဲပြီးခဲ့တဲ့တောက်ကြနေနဲ့စနေနေ့မနေ့ပိုင်းပေါ့နော်။ဒါကအမေရိကန်မှာရှိတဲ့ဒီမျိုးကြီးတွေမှာရှိတဲ့လူတွေက iPhone ဈေးတက်လာမလားဆိုပြီးတောပွဲကြတာဒီလိုမျိုးဟိုစိုးရိမ်မှုတွေကြောင့်ပေါ့နော်။ဒီ iPhone ကအမေရိကန်မှာထုတ်လို့ရှင်ဈေးတက်လာမလားဆိုတဲ့စိုးရိမ်မှုတွေကြောင့်တောပွဲကြတာပေါ့။ဆိုတော့ဒါပေမဲ့ဒါကတောက်ကြနေတနေ့လုံးနဲ့နောက်ပြီးတော့စနေနေ့မနေ့ပိုင်းမှာဖြစ်ခဲ့တာပေါ့နော်။တောက်ကြနေညပိုင်းမှာ Trump က အမေတခုထပ်ထုတ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့အခုနကပြောတဲ့ဒီတရုတ်ကနေပြီးတော့သွင်းနေသွင်းကုန်တွေကလုံးပါပုံမှာကောက်မယ်ဒါတွေက140နဲ့ငနေ5ရာခိုင်နှုန်းထိတက်သွားတာပေါ့နော်ဒါပေမဲ့အဲ့ထဲမှာတခုမပါပါဘူးအဲ့ဒါဘာလဲဆိုတော့ဖုန်းနဲ့ဒီကွန်ပျူတာလက်ပ်တော့တွေမပါဘူးဆိုပြီးတော့ထပ်ပြီးအမေထုတ်တယ်ပထမဆုံးသူပြောတဲ့အထက်မှာဒီ145ရာခိုင်နှုန်းထိတင်မယ်ဆိုတဲ့အထက်မှာအဲ့ဒါတွေပါတယ်မပါဘူးဆိုတော့မပြောခဲ့ဘူးဒါပေမဲ့ဒီကြားထဲမှာမှအခုတခါထပ်ပြီးပြောတာပေါ့နော်ဖုန်းနဲ့ကွန်ပျူတာတွေမပါပါဘူးတဲ့ ဆိုတော့ဒါဟိုပထမအကြိမ်ပြောခဲ့တုန်းကကျတော့20ရာခိုင်နှုန်းပြီးတော့25ရာခိုင်နှုန်းပြီးတော့နောက်ဆုံး140ရာခိုင်နှုန်းအဲ့ဒီအထဲမှာဖုန်းတွေကွန်ပျူတာတွေမပါခဲ့ဘူးပါတယ်မပါဘူးမပါဘူးပါတယ်မပြောခဲ့ဘူးနော် အကုန်လုံးပါတယ်လို့ပဲတိမ်ကြုံပြောခဲ့တာပေါ့အခုဒါတော့ကြာနေကမှမဟုတ်ဘူးအဲ့ဒီထဲမှာတော့ဖုန်းနဲ့ကွန်ပျူတာနဲ့မပါတော့ဘူးဆိုပြီးတော့အမိတ်တစ်ခါထပ်ထုတ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ပြန်ကြည့်ကြည့်ပါတမရတယောက်ကအမိတ်ထုတ်နေတာကပြီးစလွယ်ပေါ့နော်အာအကုန်လုံးရောပြီးတော့ဖြစ်ချင်တာဖြစ်ဆိုပြီးတော့ပြောချင်တာပြောနေတဲ့သဘောပေါ့ တော်ခဏနေတယ်မျိုးခဏနေတယ်မျိုးမျိုးပြောင်းတယ်ကျွန်တော်ရှေ့မှာတော့ဒီဒါနဲ့ပတ်သက်ပြီးတော့အခုတမျိုးတော်ကြတမျိုး Trump အခွန်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တဲ့ video တစ်ခုရှိပါတယ်ဆိုတော့ပြီးတော့တချို့ဟာတွေပြန်ရက်ထားလိုက်ပြန်ရောပေါ့နော်ဆိုတော့အခုဖုန်းနဲ့ကွန်ပျူတာတွေကမှဘာလို့လုပ်ရလဲဆိုတော့ Apple နဲ့ Dell ပေါ့နော် Dell company ကနေသူတို့ CEO တွေကနေပြီးတော့စပြီးတော့အတန်တွေထုတ်ကြတာဒီလိုအခုလို့သာလုပ်မယ်ဆိုလို့ရှိရင်သူတို့ဒီတရုတ်ထဲမှာတရုတ်နိုင်ငံထဲမှာထုတ်လုပ်တဲ့ပစ္စည်းတွေအမေရိကကိုပြန်သွင်းလို့ရှိရင်ဈေးတွေတက်လာလို့ရှိရင် American ပြည်သူတွေ နစ်နာမှာပေါ့နော်အဲ့ဒီဟာကိုအဓိကပြောနေကြတာပေါ့ဆိုတော့အဲ့လိုထပြောတော့မှ Trump ကအားဆိုရင်တော့အဲ့ဒီပစ္စည်းတွေအကုန်လုံးကိုပြန်ပြီးတော့အဲ့ဒီစီးရင်းထဲမှာမပါတော့ဘူးဒီကုန်သွယ်ကုန်အမ်ယာဂိုင်းတို့တိုးမဲ့တဲ့မှာမပါတော့ဘူးသူတို့တော့ကင်းလွတ်ခွင့်ပေးတယ်ဆိုပြီးတော့ထပ်ဖြစ်လာတာပေါ့နော်ဆိုတော့အမျိုးမျိုးဖြစ်နေတာကိုကျွန်တော်တို့မြင်ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဒီသူပြောင်းခဲ့တဲ့တချို့ဒီရက်ဆွဲတွေနဲ့ကျွန်တော်တို့ပြန်ကြည့်အောင်ပါဆိုတော့ပြီးခဲ့တဲ့ဧပြီလဒီနှစ်ရက်နေတုန်းကတက္ကပါလုံးတိုင်းတာတက္ကပါလုံးမှာရှိသမျှနိုင်ငံတိုင်းကို အကုန်စီးကြတာပေါ့နော်အမျိုးမျိုးတော့ကွဲတယ်ဒါပေမဲ့အခြေခံကတော့ဆေးရခိုင်တော့ပေါ့ဆိုတော့အဲ့လိုလုပ်ပြီးတော့ April 9ရက်နေ့မှာတော့အဲ့ဒါတကယ်အသက်ဝင်တာပေါ့နော်တခါ April 9ရက်နေ့မှာပြီးခဲ့တဲ့9ရက်နေ့တုန်းကအဲ့ဒီတဲမှာအကုန်လုံးကိုရက်90သူပြောခဲ့တာဟာလေအကုန်လုံးကိုရက်90ခဏရန်ဆိုင်ထားမှာဆိုပြီးကြီးညာလိုက်တယ်ဆိုကျွန်တော်ရှင်းမှာတော့ပြောခဲ့တယ် Trump ကိုဘယ်သူမှခံမှန်းလို့မရဘူးဆိုတော့ဆိုတာပေါ့နော်ပြီးတော့ uncertain တွေပေါ့ဒီမသေးချာမေးရမှုတွေနဲ့သူနိုင်ငံရေးကိုကစားနေတယ်ဆိုပြီးတော့ကျွန်တော်ရှင်းမှာပြောခဲ့တာရှိပါတယ်ဆိုတော့ ဘာကြောင့် Trump ကလုတာလဲ तू ပြောတဲ့စကားကို तू ပြန်ရုပ်သိမ်းတယ်အဲတပတ်တောင်မကြာသေးဘူး तू လုတ်ခဲ့တဲ့အမိတ် तू ထုတ်ခဲ့တဲ့အမိတ်ကိုပြန်ရုပ်သိမ်းတယ်ပေါ့ဘာလို့လဲပေါ့နော်ဆိုဒီမှာအကြောင်းရင်းနှစ်ခုရှိတယ်လို့ American ကဒီစီးပွားရေးပြင်ဆင်ရေးအတုံးတက်ကြပါဆိုပထမတစ်ခုက American ကဘာပြချင်တာလဲဆိုတော့တခြားနိုင်ငံတွေနေနဲ့ငါဒီလိုလုပ်ရင်မင်းတို့ဒီလိုဖြစ်သွားလိမ့်မယ်ပေါ့နော်အာငါမင်းတို့ရဲ့ဒီကစီးပွားရေးကငါ့ပုံမှာမိကြည့်နေတာဆိုရဲဟာကို तू ပြချင်တယ်ပေါ့ဒါပထမတစ်ခုအဲ့ဒါကဘာလဲပြီးတော့ဘာနောက်တစ်ခုဘာလဲဆိုတော့ ုံပစ္စည်းတွေအမေရိကန်တွေကိုသွင်းကျင်တယ်ဆိုလို့ရှိရင်ဒီအခုဒီသူကုံသွယ်စီးကြက်ခုံမြင့်လိုက်တဲ့နိုင်ငံတွေအနေနဲ့သူနဲ့လာပြီးညှိနှိုင်းရမှာအခုက तू ကအမေရိကန်နဲ့လာပြီးညှိနှိုင်းနေတာမဟုတ်ဘဲねကမ္ဘာဒီကုံသွယ်ရေးအဖွဲ့အစည်းရဲ့စီးစီးကန်းတွေမူပေါင်းနေတယ်တွားနေတာပေါ့နော်ဒါမှအဲ့ဒီမူပေါင်းတွေတော့ထရမ့်ကချိုးဖြစ်ပြီးတွားပြီးအဲ့ဒီတိုင်းလုပ်နေတာမျိုးမဟုတ်ဘူးဆိုလိုချင်တာကအဲ့ဒီတခြားအဖွဲ့အစည်းတွေဒါလက်ထဲမှာရှိနေတာမဟုတ်ဘူးငါလက်ထဲမှာငါငါအပေါ်မှာမူတည်တာဆိုပြီးထရမ့်ကပြောကျင်တာဆိုတော့အဲ့ဒီနိုင်ငံတွေနေနဲ့ အမေရိကန်နဲ့စီးပွားရေးလုပ်ချင်အမေရိကန်နဲ့ညှိဆိုတာမျိုးကိုထရမ့်ကလုပ်ချင်တာဒါပထမတစ်ချက်ဒုတိယတစ်ချက်ကဘာလဲဆိုတော့ဒါတော့တရုတ်နဲ့တိုက်ရိုက်သွားပတ်သက်တော့တို့တခြားနိုင်ငံတွေကညှိမယ်ဆိုလို့ရှိရင်အဲထရမ့်ကသူကရက်60ပုံစံမျိုးရှော့ပေးမယ်ဒီရက်ဆိုင်ပေးမယ်အဲ့ဒီကြားထဲမှာညှိကြမှာနော်တရုတ်ကတော့အလုပ်မလုပ်တရုတ်ကဘလောက်ပဲလုပ်လို့ငါတခုတင်လို့မင်းတင်တယ်ဆိုလို့ရှိရင်မင်းထပ်ပို့ပြီးနှစ်ဆထပ်တင်မယ်ဆိုတာမျိုးလုပ်တာပေါ့နော်ဒီမှာပါရှိသေးတယ်ဆိုတော့တရုတ်ကဘာလို့ဒီလောက်အထိလုပ်နေရတယ်လဲပေါ့နော် အဲ့ဒီဟာကျွန်တော်တို့မေးခွန်းမေးရမှာပေါ့ဆိုတော့ Trump ကဒီတိုင်းဆိုလို့ရှိရင်အခု Trump က20ရာခိုင်နှုန်းထက်လိုက် နောက်ပြီးတော့ Xi Jinping ကအဲ့ဒီပုံမှာတစ်ခါ10ရာခိုင်နှုန်းထက်တင်လိုက်နောက်တစ်ခါ Xi Jinping က Trump က90ရာခိုင်နှုန်းထက်တင်လိုက် Xi Jinping ကတစ်ခါ30ရာခိုင်နှုန်းထက်တင်အမျိုးမျိုးအပြန်အလှန်တင်ရာခိုင်နှုန်းတွေတင်နေကြတဲ့ကာလမှာပေါ့နော်ဆိုတော့နောက်တစ်ခုဒီမှာစဉ်းစားချက်တစ်ခုရှိတာက Trump ကတရုတ်ရဲ့စီးပွားရေးခံနိုင်ရည်စွမ်းကိုစမ်းတမ်းနေတာဆိုပြီးတော့မြင်ကြတာလည်းရှိပါတယ်ဆိုတော့သဘောကတော့ တရုတ်ရဲ့ပစ္စည်းတွေဒါတကယ်လို့တရုတ်မှာလုပ်တဲ့ပစ္စည်းတွေအမေရိကန်ပစ္စည်းပဲဖြစ်ဖြစ်တရုတ်ကလုပ်တဲ့ပစ္စည်းပဲဖြစ်ဖြစ်ဒီပစ္စည်းတွေအကုန်လုံးအမေရိကကိုမသွင်းနိုင်ဘူးဆိုမတင်သွင်းနိုင်ဘူးဆိုလို့ရှင်တရုတ်ရဲ့စီးပွားရေးဘာဖြစ်သွားမလဲပေါ့အဲ့ဒါဟာဘလောက်ခံနိုင်ရရှိတယ်လဲဆိုတော့ပေါ့ထရမ့်ကစမ်းတမ်းနေတယ်ဆိုပြီးတော့ဒါဒီလိုမျိုးစီးပွားရေးပညာရှင်တွေကသုံးသပ်ကြပါတယ်ဆိုတော့ကျွန်တော်တို့တစ်ခုလုံးကိုခြုံကျဲလို့ရှိရင်တရုတ်နဲ့အမေရိကန်နဲ့အပြန်အလှန်ဒီအခွန်စီးကြံမှုယာကိုင်လုံးတွေကိုတိုးမြင့်နေတာပေါ့ဆိုတော့အဓိကခံစားရတာကတော့ပြည်သူလူထုပေါ့နော်စားသုံးသူပြည်သူလူအဓိကခံစားရတယ် အမေရိကန်ကအမေရိကကဒီတရုတ်ကိုသွင်းတဲ့ပစ္စည်းတွေကိုတော့သုံးနေတဲ့ပစ္စည်းအဲပစ္စည်းသုံးနေတဲ့သူတွေအနေနဲ့ပုံမှန်ဈေးမှုပဲနဲ့ဈေးတက်သွားတယ်။နောက်အမေရိကမှာရှိတဲ့လူတွေတရုတ်ပစ္စည်းတွေကိုသုံးနေတဲ့အမေရိကကလူတွေကကုန်ပစ္စည်းတွေဈေးတက်သွားတယ်။အဓိကတော့ကုန်စင်းတို့တွေအမြင့်လာတာပေါ့နော်။ဆိုတော့ဒါကိုအဓိကခံတာပြည်သူတို့ကအဓိကခံရတယ်။ဆိုတော့ရှီကျင်းပင်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့သူဒီပြည်သူတွေကိုမိန့်ခွန်းပြောထားတာရှိတယ်။မိန့်ခွန်းနဲ့ဘာပါလဲဆိုတော့ဒီတရုတ်နိုင်ငံရဲ့စီးပွားရေးဟာကျက်တဲလာနိုင်တယ်။ဒါကြောင့်ပြည်သူတွေနဲ့တောင်းခံထားကြဖို့ဆိုပြီးတော့ ကြိုးပြောထားတာရှိတယ်။ဆိုတော့ပြီးခဲ့တဲ့ဒီအဲတရုတ်စီးပွားရေးအဲစက်တဲ့ကာလတုန်းကလည်းအဲ့လိုပြောခဲ့တာတွေတော့ရှိတယ်ပေါ့နော်။ဆိုတော့ Trump ကတော့သူ့ပြည်သူတွေအဲ့လိုပြောတာမရှိပါဘူး။သူဒီယူကော့ဘတ်မတိုင်ခင်ဂရီးပေးခဲ့တာတခုလို့ရှိအဲ့ဒါဘာလဲဆိုတော့သူသမရဖြစ်လို့ရှိရင် ပထမအဦးဆုံးနေ့သမရဖြစ်တဲ့ပထမအဦးဆုံးနေ့မှာအမေရိကန်ပြည်သူတွေရဲ့စားသုံးနေရတဲ့ကြက်ဥစည်းကြတော့လုံးမယ်ဆိုပြီးပြောထားခဲ့တာတော့ရှိတယ်။ဆိုတော့အခုအထီတော်ကြက်ဥစည်းကမကြသေးပါဘူး။ဆိုတော့ ကွာခြားကြပါတော့ဒီမှာတခုကျွန်တော်တို့နှိုင်းရှင်ကြည့်နေတာတခုရှိတယ်ဆိုတော့လူတွေကပုံမှန်အဖြစ်ကျွန်တော်တို့တရုတ်နဲ့အမေရိကန်နဲ့ကိုရှင်ကြည့်လို့ရှင်ဒါကမ္ဘာတကယ်အဲကုံသွဲဘက်နိုင်ငံကြီးတွေနောက်တစ်ခုကစီးပွားရေးအင်အားကြီးတဲ့နိုင်ငံကြီးလို့ကျွန်တော်မြင်ကြလေရှင်ပေါ့ဒါပေမဲ့ခေါင်းဆောင်တွေရဲ့နိုင်ငံရေးပုံစံနိုင်ငံတွေမှာကျင်းသုံးတဲ့နိုင်ငံရေးပုံစံကတော့သိရှင်းလေးမရှိပါဘူးကျွန်တော်အမေရိကန်ကဒါဒီမိုကရေစီနိုင်ငံကြီးပေါ့နော်ကျွန်တော်ယူကော့ပွဲနဲ့တက်လာတယ်ယူကော့ပွဲနဲ့တက်လာတဲ့ အဲတမရကနေပြီးတော့ဆုံးဖြတ်ချက်တွေချတယ်သူ့အမှာကော်မတီတွေရှိတယ်ဘယ်ကော်မတီတွေကတော့ဘယ်အဲတမရရဲ့ဘယ်လောက်ရဟာမမှန်ပါဘူးဆိုတာမျိုးကိုပြန်ပြီးတော့အာထိမ့်ချုံနိုင်တယ်အဲအဲ check and balance ပြန်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါမဲ့အမေရိကန်မှာအဲ့စနစ်မဖြစ်တော့ဘူးဆိုတော့ကော်ကော်မတီကျော်တော်များများက Trump ခံထားတဲ့လူတွေကပဲဦးစီးနေတာပေါ့နော်ဆိုတော့တရုတ်ကတော့သူကရှင်းတယ်ပေါ့နော်အာတပါတီစနစ်တမတီအာနာရှင်စနစ်ပေါ့သူကိုယ်တိုင် ဒီရှီကျင်းပြင်ကိုယ်တိုင်ပဲထိန်းချုပ်တယ်ရှီကျင်းပြင်ကိုယ်တိုင်ပဲဆုံးဖြတ်တယ်ပေါ်လက်ဗျူတို့ကနေဆုံးဖြတ်တယ်ပေါ့နော်ပြောရအောင်လူတအူးတည်းကနေပြီးတော့အမိန်ပေးပြီးဆုံးဖြတ်နေတဲ့ပုံစံပေါ့ဒါဒီဘက်ကတော့ဒီမိုကရေစီပုံစံပေါ့ဆိုတော့အခုလက်ရှိအခြေအနေကိုကြည့်လိုက်ရင်တော့သူတို့နှစ်ယောက်ရဲ့ပုံစံအုပ်ချုပ်နေတဲ့ပုံစံကတိတ်တော့မကွာဘူးလို့ကျွန်တော်ကတော့ဒီမှာမြင်ပါတယ်ဆိုတော့ဒါကတော့ဒီတရုတ်အာအမေရိကန်အခုလက်ရှိဖြစ်နေတဲ့ဂုံသွဲရေးစစ်ပွဲနဲ့ပတ်သက်ပြီးတော့ပြောခဲ့တာပါဆိုတော့တချို့လဲကျွန်တော်တို့ဒီမှာလာပြီးတော့ပြောကြရရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီအီရန်အဲနဲ့အမေရိကန်နဲ့ ဂျာကနျူကလ িয়ার ဒါညှိနှိုင်းဆွေးနွေးမှုပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်တို့အာမနေ့ကပေါ့နော်အာအိုမန်နိုင်ငံမူစကတ်မှာသူတို့နှစ်ဖက်ဆွေးနွေးခဲ့ကြတာရှိတယ်ဒါပေမဲ့ခေါင်းဆောင်တွေတော့ဒီထဲမပါပါဘူးအဲ့ဒါကဘာလဲဆိုတော့ဒီအမေရိကန်ဘက်ကဒီထရမ့်ရဲ့ကိုယ်စားလှယ်ပေါ့နော်လွတ်လွတ်ခဲ့တာရှိတယ်ပြီးတော့အီရန်ဘက်ကကိုယ်စားလှယ်တချို့အဲ့ဒီမှာရောက်ခဲ့တာရှိတယ်အိုမန်မှာတွေ့ခဲ့တယ်ဒါပေမဲ့အကျိုးဆွေးနွေးမှုပဲလို့ကျွန်တော်တို့သိရတယ်ဘာတွေဆွေးနွေးခဲ့တယ်လဲဆိုတော့အသေးစိတ်တွေကိုတော့ကျွန်တော်မသိခဲ့ဘူးဒီအကြောင်းကိုတော့ကျွန်တော် အာဒါအစပြုတ်ခဲ့တာပေါ့နော်ဆိုတော့နောက်လာမယ့်တပတ်ထဲမှာတော့သူတို့ဒုတိယအကြိမ်ထပ်တွေ့ဖို့အစီအစဉ်ရှိပါတယ်ဆိုတော့အဲ့ထဲမှာတော့အာဒီသမရအစင်ပေါ့နော်ဒါမှမဟုတ်ခေါင်းဆောင်တိထက်ပို့ပြီးတော့ကြီးကြီးစီနီယာလည်းပဲခေါင်းဆောင်တွေပါလာနိုင်ကြီးရှိတယ်လို့ဟောထင်ပါတယ်ဆိုတော့အဲ့ဒီပြီးတော့မှကျွန်တော်ဒီအကြောင်းအပြည့်စုံကိုဆက်ပြောပါမယ်ကျွန်တော်အခုကာလကစကြန်ကာလလေးဖြစ်တော့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော် channel ကိုကြည့်နေတဲ့မိတ်ဆွေတွေရောနောက်နိုင်ငံတကာမှာရောက်နေတဲ့မိတ်ဆွေတွေကိုလည်းစိတ်ကြမ်းမှာကိုချမ်းသာရှိကြပါစေလို့ ဆုတောင်းလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေ